ဗျာသမိုင်းလေးကမြမကဗျာရဲ့တည်းကဗျာဘယ်ကစသလဲကဗျာရဲ့အစာကဗျာရဲ့သမိုင်းကြောင်းနဲ့ဖြစ်အလိုက်ဘယ်လိုတွေပြောင်းလဲတာလဲဆိုတာကိုဖတ်မှတ်ထားတာတွေနဲ့လိလာထားတဲ့အချက်လက်တွေပေါ်မှာအရှိခံပြီးကျွန်တော်သိသလောက်ပြန်လည်မျှဝေပြီးသွားပါမယ်ခုစပြီးမိတ်ဆက်ပြောမှာတော့အပိုင်းတစ်ဏီတန်းလိုပဲဆိုကြပါစို့ ။ကဗျာဘေကစလဲဆိုတဲ့မိကုံကိုစပြရရင်ကဗျာဘေကစတယ်လဲဆိုတာကိုတိတိကျကျပြောဖို့ခက်ပါတယ်။ကဗျာဆိုတာကခံစားချက်အတွေ့အမြင်တဘာဝတရားဘဝအတွေ့အကြုံတွေကိုသကလုံးအလှအတန်အလှကာယံစထရရှာတိဆောက်ပုံတွေကိုအသုံးပြုပြီးထိမိပြောင်မြောက်စွာဖော်ကျူးတဲ့ဖန်တီးမှုတစ်ခုဖြစ် သတ်မှတ်ထားကြပါတယ်။ကြပြာရဲ့အနက်ကိုအသေးစိတ်ထပ်ပြီးဒိဗေပေါ်ရရင်ခံစားချက်ကိုဦးစားပေးခြင်းအတန်နှစ်စည်းချက်သကလုံးရွေးချယ်မှုဆိုပြီးရေဘူးရခွဲခြားထားပါတယ်။ခံစားချက်ကိုဦးစားပေးခြင်းဆိုတာမှာအတွေးခေါ်တဲ့စိတ်ခံစားမှုနဲ့စိတ်ကူးစိတ်တန်းတွေကိုပုံမူအလေးပေးပေါ်ပြတတ်တာကိုဆိုလိုတာပါ။ အတန်နဲ့စီးချက်အကြောင်းကိုပြောရရင်ကြပြာရွတ်ဆိုဟုတီဆိုဟုရည်ရွယ်ထားတာဖြစ်လို့အတန်စီးချက်နဲ့ကာယံတွေဟာအရေးပါတဲ့အစိတ်ပိုင်းတွေပါဥပမာမြမကံဝင်ကြပြာတွေမှာယတုအေးချင်းမောကွန်လေးချိုးပတ်ပြိုးစတဲ့ကာယံအရှိုးအဖွဲအမျိုးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်သကလုံးရွေးချယ်မှုကြောင့်ဆက်ပြောရရင် ရိုးရိုးစကပြီထက်ပုံမနဲ့နေပြီရုပ်လုံးပေါ်သေးတဲ့စကလုံးတွေကိုရွေးချယ်တုံးဆွဲလေးရှိတာကိုစိုးလို့တာပါကဲခုလောက်ဆိုအပြာရဲ့အတိတ်ပဲနင်းငယ်ကိုနားလည်သလားပြီလို့ယူဆပါတယ်ဒါကြောင့်အပြာကဘယ်အချိန်ဘယ်နေရာတွေကနေဘယ်လိုစတင်ခဲ့သလဲဆိုတာကိုအနည်းငယ်တူးဆကြည့်ကြရအောင်ကြပြာရဲ့အစာကြပြာရဲ့သမိုင်းကို ချေဟောင်သူရိတနာပညာရှင်တွေရဲ့ရှားဖွေတွေ့ရှိမှုတွေရာကဘာပေါ်မှာအစောဆုံးပေါ်ပေါက်ခဲ့တဲ့ကြပြားတွေဟာမဆူပူတီးနီးယားဒေသကအနေစတင်ခဲ့တယ်လို့ယူဆကြပါတယ်။ထင်ရှားဆုံးဥပမာတစ်ခုကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၄000ကျော်ကရေးသားခဲ့တယ်ဆိုတဲ့ဂီဂါမတ်ရဲ့ကြပြားရှိလို့ရေဘူးရအမှတ်ထားကြပါတယ်။ဒါအပြင်ဂရိယောမအိန္ဒိယနဲ့တရုတ်ယဉ်ကျေးမှုတွေကလည်း ကိုယ်ပိုင်ထူးခြားတဲ့ကြပြာအေးသားပုံစံတွေအစိုးပိုင်းကာလကလေးကပေါ်ပေါက်နေခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်ကြပြာဟာလူသားရဲ့တမိုင်းတစ်လျှောက်မှာဘယ်နေရာကစတင်ပေါ်ပေါက်ခဲ့လဲဆိုတာကိုတော့အတိအကျပြောဖို့ခက်ပါတယ်။ဘာလို့လဲဆိုရင်နိုင်ငံရဲ့ယဉ်ကျေးမှုတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ကြပြာရင်းနှီးနဲ့အထင်ကရကြပြာဆရာတွေရှိခဲ့ကြလို့ပါ။ကြပြာက လူမျိုးဘာသာတွေနိုင်ငံယဉ်ကျေးမှုဓလိထုံးစံတွေမတူညီတဲ့အပေါ်မှာပဲဆင့်ကဲပြောင်းလဲခဲ့ပြီးယနေ့ခေတ်အထိအဆင့်ဆင့်တူလောင်တူတက်ပြောင်းလဲလာခဲ့ကြတာပါဒီနေရာမှာနိုင်ငံလူမျိုးအလိုက်ထင်ရှားတဲ့ကဗျာဆရာတွေနဲ့သူတို့ရဲ့ကဗျာအကြောင်းတွေပဲညှိနှိုင်းဆလိုက်ပါမယ်ကဗျာသမိုင်းတစ်လျှောက်မှာကဗျာနယ်ပယ်ကိုတည်တည်တသာလွှမ်းမိုးနိုင်ခဲ့တဲ့လူမျိုးနဲ့ကဗျာဆရာတွေကတော့ အများကြီးပေါ်ပေါက်ခဲ့ပါတယ်။ဒီထဲကအထင်ရှားဆုံးလူမျိုးအစုနဲ့သူတို့ရဲ့ကြပြဆရာတွေကိုပြောပြပေးပါမယ်။ဂရီလူမျိုးရှေးခေတ်ဂရီလူမျိုးတွေဟာကြပြရဲ့ဖခင်ကြီးတွေလို့ဆိုပါတယ်။သူတို့ရဲ့လက်ရာတွေကအနောက်တိုင်းစာပေလောကကိုအကြီးကျယ်လွှမ်းမိုးခဲ့တယ်။ဥပမာဟိုမားရဲ့အင်းလစ်နဲ့ ော်တက်စီလိုမျိုးကဘာကျော်ကဗျာရှိကြီးတွေကိုရေးသားခဲ့ပြီးမျိုးဆက်ပေါင်းများစွာကိုနှောင်းမိုးခဲ့ပါတယ်ဒီနေရာမှာအိုမားရဲ့ကဗျာနဲ့သက်ဆိုင်တဲ့ကဗျာနှစ်ပုဒ်အနက်က ILAD လစ်ကဗျာကို ဖော်ပြပေးလိုက်ပါတယ်ဒီကဗျာဟာရှေးအကြဆုံးစာပေကလေးရာတစ်ခုဖြစ်တဲ့အတွက်ယနေ့ခေတ်အထိလ ీల ဖတ်ရှုနေရတဲ့စာပေလက်ရာတစ်ခုဖြစ်လူခဲက ဖော်ပြထားပါတယ်အင်္ဂလိပ်လူမျိုးအင်္ဂလိပ်စာပေဟာလဲကဗျာနယ်ပယ်မှာတင်ရှားပါတယ်အင်္ဂလိပ်ကဗျာဆရာပါတွေရဲ့လက်ရာတွေဟာဘာသာစကားယဉ်ကျေးမှုနဲ့စာပေပုံစံတွေကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်ဥပမာအနေနဲ့ပြောရရင်ဝီလျံရှိတ်စပီးယားသူ့ရဲ့ပြဿတ်တွေအပြင်သူ့ရဲ့ကဗျာတွေဟာလဲ စာပေသမိုင်းမှာထင်ရှားဆုံးပါပဲနံပါတ်1ဝီလျံဂိတ်ဝီလျံဝေါ်ထရစ်ရဲ့စာပေလှူရှားမှုဟာအဓိကခန်းကဏ္ဍအနေပါဝင်ခဲ့ပါတယ်အမေရိကန်လူမျိုးအမေရိကန်ပြည်တော်စုကလည်းကဘာမျိုးစားအစ်စ်တွေပေါ်ထွက်လာခဲ့ပါတယ်ဝေါ်ဝစ်စတန်ရဲ့လီယိုဂရန့်လို့ခေါ်တဲ့ အချိုးသာသတ်မှတ်မထားတဲ့ကဗျာပုံစံတွေကအမေရိကန်ကဗျာလောကကိုတော်လှန်ပြောင်းလဲခဲ့ပါတယ်။အမ်လီဒစ်ကင်ဆန်သူမရဲ့ကဗျာရေးသားဟန်နဲ့ကဗျာတွေဟာတည်ခြင်းတရားဘဝနဲ့တဘာဝအကြောင်းတွေကိုနက်နက်ရှိုင်းရှိုင်းပုံဖော်ခဲ့ပါတယ်။ရှားတင်ရှားတဲ့ကဗျာစရာတွေလည်းရှိပါသေးတယ်။ ထက်ပါလူမျိုးတွေအပြင်ထင်ရှားတဲ့နိုင်ငံတွေကထင်ကြရကြပါဆရာတွေလည်းအများကြီးပါဥပမာဂျပန်လူမျိုးဖြစ်တဲ့မဆူအိုဘာရှိုးသူ့ရဲ့ကဘာပုံစံဟာလည်းကဘာကျော်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်ဒါအပြင်အီတလီလူမျိုးကြပါဆရာဒန်ဒီအဲလီဂရီသူ့ရဲ့ကဘာရှိကြီးဟာလည်းကဘာကျော်ပါတယ် ဒါအပြင်တရုတ်ပြည်မျိုးလီဘန်ရဲ့ကဗျာလောကဟာလည်းလွှမ်းမိုးနိုင်ဆုံးဖြစ်မှတ်တမ်းတင်ထားကြပါတယ်။ဒါကြောင့်ဘယ်လူမျိုးကပို့ပြီးတိတာထင်ရှားတယ်လဲလို့မေးရင်တော့ယဉ်ကျေးမှုအသီးသီးကကဗျာဆရာတွေဟာကဗျာလောကကို မတူညီတဲ့ပုံစံတွေနဲ့အကျိုးပြုခဲ့ကြတယ်လို့ပြောရမှာပါ။ကဗျာစတင်ပုံနဲ့ နိုင်ငံလူမျိုးလိုက်ကြပြားစီအရေကိုရေဘူးရသက်မှတ်ဖော်ပြပေးထားပြီဖြစ်တဲ့အတွက်နောက်လာမယ့်အပိုင်းမှာကြပြားကိုဘလို့အတိမတ်စပြုခဲ့တယ်လဲဘယ်နှစ်ခုနှစ်တွေကစတင်ခဲ့တယ်လဲနောက်ပြီးမြမကြပြားစတင်ပေါ်ပေါက်လာပုံနဲ့ဘလို့အဆင့်အဆင့်ပြောင်းလဲသွားလဲဆိုတာကိုနောက်ပိုင်းဒီမှာဆက်လက်ဖော်ပြပေးသွားပါမယ် နားဆင်ပြီးခဲ့ကြတဲ့တယောက်ချင်းနေတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနေ့ရက်တိုင်းမှာပျော်ရွှင်ချမ်းမြေ့ကြပါသည်ကျွန်တော်တို့မနေ့ပြန်တိုင်းမှာပြုံးနေဆုံးကြမယ်